ါရှင်။ VM Daily Report ကနေနိုဝင်ဘာလ12ရက်နေ့မှာပြောပြပေးမဲ့ဖြစ်စဉ်လေးတွေကတော့ရွှေဘိုမန္တလေးလမ်းမိုက်မှာစစ်တပ်ထိုင်ချနေရဂင်းဘုံကိုတိုက်ခိုက်လို့ဒုတက်ခွဲမှုပါဝင်၄ဦးသေဆုံး။ပြုံးတွင်မြို့နယ်ကောင်ရွှေဆိုင်မှာတနတ်သမား2ဦးတပြတ်တိုက်ဆိုင်ဝင်နှက်2ဦးသေဆုံး။တပြတ်2ဦးကိုလက်နက်နဲ့အတူဖမ်းဆီးရမိ။စစ်ကောင်စီတပ်ဖွဲ့ဝင်80ကျော်အေအေထံလက်နက်ချဖမ်းခံရ။ TNN နဲ့ဆုတ်ခွာမဲ့မိုးမိတ်မျိုးမှာ ABS ရက်နဲ့ PDF တို့ကို KIA ကစည်ရေးကူညီမယ်လို့ KIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကဆိုရွှေကုတ်ကိုကြားဖြတ်မျိုးတဲ့တီထောင်ခဲ့သူ ရှီဂျီချန်းကိုထိုင်းကတရုတ်နိုင်ငံသို့ဒီကနေ့ပြန်ပို့စားတဲ့အကြောင်းအရာတွေကို ပြောပြပေးမှဖြစ်ပါတယ်ရှင်။ပထမဦးဆုံးအနေနဲ့စကိုင်းတိုင်းရွှေဘုံမြို့နယ်ရွှေဘုံမန္တလေးလမ်းမိုင်းမှာအကျန်းဖက်စစ်တပ်အထိုင်ချနေရတဲ့ ကင်းဘုံစခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာစစ်တပ်ဖက်မှဒုတက်ခွဲမှုပါဝင်၄ဦးသေဆုံးခဲ့ကြောင်းရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖတာဝန်ရှိသူတို့ကပြောပါတယ်။ရွေမာဆက်ရက်ညနေ၄:၂၀ခန်းကရွှေဘုံမြို့တောင်ဘက်အထွက်မုံမှာထိုင်ချထားတဲ့တပ်မ33လက်အောက်ခန်းစစ်ကြောင်းမှစစ်သား20ခန်းကတကနန်းရွာထိပ်မှာဝစ်ကျင်းချထိုင်ချနေစဉ်တော်လှန်ရေးတပ်ဖွဲ့များကအနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ တနားရီခန့်တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်ဘက်ကအထိနာကရှားတော်ကျေးရွာဘက်ကိုထွက်ပြေးခဲ့ရပါတယ်။အဲ့ဒီနောက်တက္ကနန်းကျေးရွာအတွင်းနယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်ရွာအတွင်းဖုန်ကြီးကျောင်းမှာကင်းဖုံးဝင်နေတဲ့စစ်သားများနဲ့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီချိန်မဟုတ်ဘက်မှာတက်ဆွဲထားတဲ့စစ်သားတွေက60မမ87မမလက်နက်ကြီးများနဲ့ပြစ်ကူပေးခဲ့ကြအောင်သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ခွဲတွေဘက်ကဒုတက်ခွဲမှုပါဝင် လေးဦးတည်ဆုံခဲ့ပါတယ်။တည်ဆုံမှုထပ်တိုးနိုင်သေးတယ်။မနေ့အစောပိုင်းမှာကားနဲ့လာကဲထုတ်သွားတာသိရတယ်လို့ရွှေဘုံမြို့နယ်ပကဖတာဝန်ရှိသူကဆိုပါတယ်။ရင်းတိုက်ပွဲမှာစစ်တပ်ဘက်မှဒုတက်ခွဲမှုပါဝင် လေးဦးတည်ဆုံခဲ့ပြီးပကဖရဲဘော်တဦးမြင့်မြတ်စွာကြာဆုံးခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ပကဖတာဝန်ကရဲ့စီမံကုတ်ကဲမှုနဲ့မြို့နယ် PDF အဖွဲ့တိုက်နယ်1235 ပကဖတိုက်ခိုက်ရေးအဖွဲ့များနဲ့နေမြေကန်ပကဖများပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ဒါ့အပြင်ရွှေဘုံမြို့တောင်ဘက် ရွှေဘုံမန္တလေးလမ်းပိုင်းမှာတလကျော်ကြာစစ်ကြောင်းထိုးနေတဲ့စစ်သားများနဲ့လူအမ6ရက်ကလည်းတိုက်ပွဲဖြစ်ပွားခဲ့ရာပကဖရဲဘော်ခုနှစ်ဦးမြင့်မြတ်စွာ ကြာဆုံးခဲ့ရကြောင်းသိရပါတယ်ရှင်။နောက်ထပ်သိရှိရတာကတော့အကျန်းဖက်စစ်တပ်ရဲ့စစ်တပ်ကတော်များအခြေဆိုင်ရာပြည်ဦးလွင်မြို့လေကောင်မှာရွှေဆိုင်တဆိုင်ကိုတနတ်သမားနှစ်ဦးက ဓမြတိုက်ခဲရာပြစ်ခတ်မှုဖြစ်ပြီးချွေဆိုင်ဝန်ထမ်းတဦးတည်ဆုံးကဓမြတဦးကိုလက်နက်နဲ့အတူဖမ်းဆီးရရှိခဲ့ကြောင်းရဲသတင်းရင်းမြစ်နဲ့ဒေသခံများထံမှသိရပါတယ်။ဒီကနေ့မနက်၈နာရီခွဲခန့်ကပြည်ဦးလွင်မြို့ရက်ွက်ကြီးငါးနိုင်စင်နေရှိအောင်စပယ်ရွှေဆိုင်ဖွင့်လှစ်ရန် ပြင်ဆင်နေစဉ်တနတ်တမနှစ်ဦးကဆိုင်ကယ်နဲ့ရောက်ရှိလာပြီးဝင်ရောက်ဓမြတိုက်ခဲခြင်းဖြစ်ပါတယ်။ရုံရင်းဆန်ခတ်ဖြစ်ပွားမှုတွင်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးဆိုင်ဝန်ထမ်းဦးစိန်ဝင်း ွဲချင်းပြီးတည်ဆုံခဲ့ပြီးဆိုင်ရှင်မျိုးသမီးတဦးလည်းဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဆိုင်ကယ်နဲ့လာပြီးဆိုင်ကယ်နဲ့ပဲပြေးဖို့ပြင်တာဆိုင်ထဲမှာရုံရင်းဆန့်ခတ်နဲ့ပြစ်ခတ်မှုဖြစ်သွားတယ်။ဝန်ထမ်းတဦးတည်ဆုံသွားပြီးဆိုင်ရှင်မျိုးသမီးလည်းဒဏ်ရာရတယ်။အခုတော့လမ်းစုံတွေမှာပိတ်ဆို့ပြီးစစ်ဆေးမှုတွေလုပ်နေကြတယ်လို့ဒေသခံတဦးကပြောပါတယ်။အနီးအနားရှိပြည်သူများဝိုင်းဝန်းကူညီဖမ်းဆီးပေးခဲ့မှုကြောင့်ဓမြတအူးကိုလက်နက်နဲ့အတူဖမ်းဆီးရမိခဲ့ပြီး ကျန်တဦးကိုဆိုင်ကယ်နဲ့ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရပါတယ်။ဖန်စီရရှိတဲ့သူမှာအောင်မျိုးနိုင်အသက်30နှစ်ဗဥတ္တပောင်းဖားကတ်မျိုးမရှိကထောင် ရက်ွက်နေသူဖြစ်ပြီးလွတ်မြောက်သွားသူမှာမျိုးကြီးမန္တလေးမျိုးညိုင်နန္နာရက်ွက်နေသူဖြစ်ကြောင်းရဲတပ်ဖွဲ့ရဲ့သတင်းများအရာသိရပါတယ်။ဖြစ်စဉ်နောက်ပိုင်းမျိုးရင်းလမ်းဆုံများမှာပိတ်ဆို့စစ်ဆေးမှုများဆက်လက်လှုံ့ဆော်နေပြီးလွတ်မြောက်သွားတဲ့ဓမြကိုအမြန်ဆုံးဖမ်းဆီးရမိရတဲ့အတွက် ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်ရှင်။နောက်ထပ်အကြောင်းအရာကတော့ချမ်းပြည်နယ်မြောက်ပိုင်းမိုးမိမ်မြို့မှနေတအောင်းပလောင်မြို့သားလွမြောက်ရေးတပ်မတော် DNA တွေဆုတ်ခွာမဲ့အချိန်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ကမြို့အခြေဆိုင်ကျောင်းသားတပ်မတော် ABSDN နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ရဲ့စီရေလှုပ်ရှားမှုများကိုကူညီဆောင်ရွက်ပေးမယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ပြောရေးဆိုခွင့်ရဗိုလ်မှူးကြီးနော်ဘူးက ဒီကနေ့ပြောလိုက်ပါတယ်။မိုးမိတ်မြို့နယ်အတွင်း KIA တပ်ရင်း34ရှိပြီး ABSDF PDF တို့နဲ့ပူးတွဲအခြေစိုက်ထားကြောင်း TNN တွေဆုတ်ခွာသွားရင် မိုးမိတ်မြို့ကိုစစ်ကောင်စီတပ်လက်အောက်ကို မကြရောက်စေဖို့ခရိုင်ပကဖနဲ့မဟာမိတ်အင်အားစုများပူးပေါင်းပြီးဆောင်ရွက်သွားမယ်လို့ကတိပြုထားပါတယ်။မိုးမိတ်မြို့နယ်ထဲမှာကျွန်တော်တို့ KIA တပ်ရင်း34ရှိတယ်။ KIA PDF တပ်ပေါင်းစုအတူနေတယ် အခြေချထားတယ်။မိုးမိတ်မြို့နယ်ပတ်သက်လို့တီးတက် KIA ကတော့ဘာမှလုပ်ဖို့မရှိဘူး။ဒါပေမဲ့မဟာမိတ် ABSDF နဲ့ PDF တွေကို ကုညီတာမျိုးရှိနိုင်တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ခရိုင်ပတ်ကပ်ဖာကလည်းလက်ရှိအခြေအနေများအရမြည်သည့်အခက်အခဲကြုံတွေ့စေကောင်းဘူးပြည်သူနဲ့တသားတည်းရှိနေမှာဖြစ်ကြောင်းစစ်ကောင်စီလက်အောက်ကိုမကြောက်ရောက်စေဖို့နဲ့ တော်လှန်ရေးအောင်ပွဲအမြန်ဆုံးရရှိရေးအတွက်ညီနောင်မဟာမိတ်များနဲ့ပူးပေါင်းချစ်တက်သွားမယ်လို့ဂရီးတစ္ဆာပြုထားပါတယ်။ TNL ရာအောက်တိုဘာ29ရက်ကတရုတ်နိုင်ငံရဲ့ဂျာဝင်စည်းစက်မှုကြောင့်စစ်ကောင်စီတပ်နဲ့အပြစ်အခတ်ရဲဆဲခဲ့ပြီးမိုးမိတ်နဲ့မိုးကုံမြူများမှပြန်လည်ဆုတ်ခွာမယ်လို့တရားဝင်သတင်းထုတ်ပြန်ကြေညာထားပါတယ်ရှင်။နောက်ဆုံးသိရှိရတာကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်တွင် ရွှေကုတ်ကိုကြားဖြတ်မျိုးတစ်ကိုတီထောင်ခဲ့သူဖြစ်တဲ့တရုတ်နဲ့ကမ္ဘောဒီးယားနိုင်ငံသားရှီဂျီချန်းကိုထိုင်းနိုင်ငံကတရုတ်နိုင်ငံကိုဒီကနေ့ညနေပိုင်းမှာပြန်လည်လွှဲပြောင်းပို့ဆောင်ပေးမှာဖြစ်ကြောင်းထိုင်းသတင်းဌာန The Reporters ကဖော်ပြပါဗျ။ရှီဂျီချန်းဟာမြန်မာစစ်တပ်လက်အောက်ခံကရင်နယ်ခြားဆောင်တပ် BGF ခေါင်းဆောင်စောချစ်သူရဲ့ကိုးကွယ်ရာပုဂ္ဂိုလ်တဦးဖြစ်ပြီးမြဝတီမြို့နယ်မှာရှိတဲ့ကာစီနိုများနဲ့ကြားဖြတ် online စီးပွားရေးလုပ်ငန်းများမှာ ဓိကရင်းနှီးမြှုပ်နှံသူရာတိုင်း International Foreign Group ရဲ့ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။နိုဝင်ဘာ10ရက်ကထိုင်းယူကန်တရားရုံးကနိုင်ငံတကာရာဇဝတ်မှုများနဲ့ online လောင်းကစားလုပ်ငန်း200ကျော်ကိုတရားမဝင်လုပ်ကင်ခဲ့တဲ့ကြားဖြတ်ငွေလိမ်ကိုင်းကောင်းဆောင် ရှီဂျီချန်းကိုတရုတ်ကိုလွှဲပြောင်းပေးဖို့အတည်ပြုဆုံးဖြတ်ခဲ့ပြီးတဲ့နောက်ဒီကနေ့လွှဲပြောင်းပေးခြင်းဖြစ်ပါတယ်။တရုတ်အစိုးရကရှီဂျီချန်းကိုလောင်းကစားနဲ့ကြားဖြတ်ငွေလိမ်ကိုင်းများဖြင့်အလို့ရှိနေပြီး ၎င်းဟာတရုတ်ယွမ်ငွေ2985ဘီလီယံထိုင်းဘတ်12.6ထရီလီယံကျော်ခန့်လိမ်လည်ခဲ့တဲ့ကာစီနို website ပေါင်း239ခုထက်မနည်းတီထောင်စီမံခန့်ခွဲဖို့အမိန့်ပေးခဲ့သူဖြစ်ကတရုတ်နိုင်ငံသားများကိုပိတ်မှတ်ထားတဲ့လိမ်လည်မှုများအတွက်အဓိကတာဝန်ရှိသူလို့စွဲချက်တင်ထားပါတယ်2022ခုနှစ်ဩဂတ်လမှာဘန်ကောက်မြို့၌ထိုင်းအစိုးရကဖမ်းဆီးရမိခဲ့ပြီး အဲ့ဒီနှစ်နိုဝင်ဘာလမှာတရုတ်ကတွဲပြောင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။2025ခုနှစ်အောက်တိုဘာ22ရက်မှာ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကတွဲပြောင်းပေးဖို့အတည်ပြုခဲ့ပါတယ်။1993ခုနှစ်ထိုင်းတရုတ်တရားခံတွဲပြောင်းစာချုပ်အရဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကိုကင်တွယ်ရာမှာနှစ်နိုင်ငံအာဏာပိုင်များနီးကပ်စွာပူးပေါင်းဆောင်ရွက်နေခြင်းလည်းဖြစ်ပါတယ်။ရှီချီချန်းဟာကမ်ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့မှာကြားဖြတ်စီမံကိန်းမျိုးသစ်တွေကိုအကောင်အထည်ဖော်ခဲ့သူဖြစ်ပါတယ်။ဆွဲချစ်သူကရှီချီချန်းရဲ့လွတ်မြောက်ရေးအတွက်2024ခုနှစ်ဩဂတ်လ17ရက်နေ့မှာ ရွှေကုတ်ကုန်းမြို့မှာလူရာနဲ့ချီတက်ရောက်တဲ့ဆူတောင်းပွဲတွေကျင်းပပြုလုပ်ခဲ့ပြီး၎င်းကိုယ်တိုင်တက်ရောက်ဝတ်ပြုဆူတောင်းခဲ့ပါသေးတယ်ရှင်။အခုတင်ပြသွားတဲ့လေးတွေကတော့2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့မှာတည်ရတဲ့ထူးခြားဖြစ်စဉ်လေးတွေဖြစ်ပါတယ်။ အခုလိုထူးခြားဖြစ်စဉ်လေးတွေကိုကျမတို့ BM Daily Report ကနေနေ့စဉ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ BM Report Channel လေးကို Like Subscribe နဲ့ Share လုပ်ပေးခြင်းဖြင့်နေ့စဉ်ထူးခြားတဲ့အကြောင်းအရာများကိုနားဆင်နိုင်မှာဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့ BM Daily Report ကိုနားထောင်ကြည့်ရှုကြတဲ့တဦးတယောက်ချင်းစီကိုထူးကျေးဇူးတင်ရှိပါတယ်ရှင်။